အခုဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအာရုံစိုက်ကြရအောင်ရခိုင်ဝန်ကြီးချုပ်ရှိတ်ဟာစီနာပေါင်ဝချင်က နိုင်ငံရေးနဲ့တန်တမာရေးအကြတဲ့ပုံမဆိုးဝါးလာနေပါတယ်ဒါဟာလူသားမျိုးနွယ်အပေါ်ရာဇဝမှုအတွက်သူမရဲ့တရားစွဲဆိုမှုမှာအလွန်ရေးကြီးတဲ့ဆုံးဖြတ်ချက်မထွက်ခင်ဖြစ်ပေါ်နေတာဖြစ်ပါတယ်ပို့ထူးနေမှာဘင်္ဂလားဒေ့ရှ်ကအိန္ဒိယဒုတိယအဆင့်မြင့်ကိုယ်စားလှယ်ကိုနိုင်ငံခြားရေးယုံကိုခေါ်ယူခဲ့ပါတယ်အိန္ဒိယကယာဒူးမဖေဆာခံရတဲ့ဝန်ကြီးချုပ်ရှိတ်ဟာစီနာကို မီဒီယာအသုံးပြုခွင့်ရရှိအောင်ကူညီခဲ့တယ်လို့ဆိုပြီးတရားတရားဝင်ဆန္ဒပြခဲ့ပါတယ်။အိန္ဒိယရရှိကိုဟာဇီနာဟာအိန္ဒိယကနေမီဒီယာအသုံးပြုခွင့်ထမရအောင်တေချာလှုပ်ဆောင်ဖို့ပြောကြားခဲ့ပါတယ်။တဟာရှိခ်ဟာဇီနာကဘင်္ဂလားဒေ့ရှ်နိုင်ငံရေးခေါင်းဆောင်တွေကိုအံ့အားသင့်စေတဲ့အင်တာဗျူးတစ်ခုပေးပြီးတဲ့နောက်မှာမကြခင်ဖြစ်ပွားခဲ့တာဖြစ်တယ်။သူမဟာအိန္ဒိယမှာလို့ဝက် နေရာတစ်ခုကနေ CNN News 18ကိုပြောကြားခဲ့ပါတယ်။ အဲ့ဒီအင်တာဗျူးမှာဟာစီနာကနိုင်ငံရဲ့လက်ရှိယာယီအစိုးရကိုပြင်းထန်စွာဝေဖန်ခဲ့ပါတယ်။အဲ့ဒီအစိုးရကိုနိုဘယ်ဆုရှင်မိုဟာမက်ယူနစ်ဦးဆောင်ဦးဆောင်နေတာဖြစ်ပါတယ်။ဒီမှာကယူနစ်ကဆွမ်းရောက်အစ္စလာမစ်ဝါဒီတွေကိုအစိုးရအဖွဲ့တွေထက်တွင်းခဲ့တယ်။ဘင်္ဂလားဒေ့ရှ်ဖွဲ့စည်းပုံအခြေအဥတွေကိုဖျက်ဆီးခဲ့တယ်။လူနေစုတွေဖိနှိပ်ခံရချိန်မှာတိတ်ဆိတ်နေတယ်လို့ဆွဆွဲခံခဲ့ပါတယ်။ဒီမှာကအခုလိုပြောကြားခဲ့ပါတယ်။ UNES ကရွေးကောက်ပွဲမှာမရွေးချယ်ခံရတဲ့ခေါင်းဆောင်ဖြစ်ပါတယ်။သူဟာအစွမ်းရောက်တွေကိုအစိုးရအဖွဲ့ထဲထက်ခဲ့တယ်၊ဖွဲ့စည်းပုံကိုဖျက်ဆီးခဲ့တယ်၊လူနည်းစုတွေကန်ဆာနီယာချိန်မှာဘာမှမလုပ်ခဲ့ပါဘူး။ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးကိုစစ်မှားရေးကောင်းမွန်အောင်ပြန်လည်ရရှိစေဖို့တခုတည်းသောနိလန်းကပြည်သူရွေးချယ်တဲ့အစိုးရတရားရှိပြီးပြည်သူသဘောတူညီချက်နဲ့အုပ်ချုပ်ခြင်းဖြစ်ပါတယ်။ဒါဟာကျွန်တော်တို့နိုင်ငံကိုအနာဂတ်ဖျက်ဆီးမှုကနေကာကွယ်ဖို့အကောင်းဆုံးနိလန်းဖြစ်ပါတယ်။ ဒီနေ့မှာပဲဘင်္ဂလားဒေ့ရှ်အမှုစစ်ချုပ်ကအထူးခုံရုံးကနိုဝင်ဘာ16ရက်မှာဆုံးဖြတ်ချက်ထုတ်ပြန်မယ်လို့အတည်ပြုခဲ့ပါတယ်။တာနိုင်ငံကိုနည်းနည်းဆန်းဆိုင်ခွဲထွက်စေခဲ့တဲ့စေချာတရားစွဲဆိုမှုရဲ့နောက်ဆုံးအဆင့်ဖြစ်ပါတယ်။အသက်86နှစ်အရွယ်ရှိတဲ့ရှိတ်ဟာစီနာကိုမတရောက်ပဲတရားစွဲဆိုနေတာဖြစ်ပါတယ်။သူမဟာလူသားမျိုးနွယ်အပေါ်ရာဇဝမှုအပအဝင်လေးနဲ့တဲဆွဆွမှု၅ခုရင်ဆိုင်နေရပါတယ်။ ဒီဆူဆွချက်တွေဟာယမနေ့ကဒုမရာဒုမဖေဆက်ခံရစီခဲ့တဲ့တောင်းတဆန္ဒပြပွဲတွေအပေါ်အစိုးရရဲ့အကြမ်းဖက်တုံ့ပြန်မှုနဲ့ဆက်ဆံနေပါတယ်။အမှုစစ်ဆေးသူတွေကအပြစ်ရှိတွေ့ရင်တည်တံတောင်းဆိုနေပါတယ်။အာစီနာကအမှုကိုညှင်းပယ်ခဲ့ပါတယ်။တဟာဒုမအပေါ်နိုင်ငံရေးလက်ဆက်ချက်မှုဖြစ်တယ်လို့ဆိုပါတယ်။မကြသေးတဲ့ရတရပမာဒါဒါကမှအကြမ်းဖက်မှုတွေတိုးလာခဲ့ပါတယ်။အစိုးရအဆောင်အုံတွေအပေါ်ရိုးရှင်းတဲ့တတ်စီ ဘုံတွေပြစ်ချခဲ့ပါတယ်ယခုရတတဘာမှာရထားတဲ့ဘတ်စကားတစီမီရှုခံရပြီးအ ਨੇ စုံလူတဦးတည်ဆုံးခဲ့ပါတယ်ယနေ့စောပိုင်းမှာအနာပိုင်တွေကလမ်းမတွေပေါ်တန်းကြကရှင်တွေဆောင်းရွက်ခဲ့ပြီးတရားရုံးပအောင်ခြင်းမှာစစ်စစ်ရေးဂိတ်တွေတည်ဆောက်ခဲ့ပါတယ်အာရှနာရဲ့ပါတီဖြစ်တဲ့တာမီခန်အဝါမီလိကပါတီကနိုင်ငံတော်လော့ဒ်ဒေါင်းလုပ်ဖို့ခေါ်ဆိုခဲ့ပါတယ်အခုတင်မာမှု မြင့်တက်လာနေခြင်းတာကမဘုံတွေပြောက်ကွယ်နေခြင်းတရားရုံးဆိုးပြတ်ချက်ရဲ့အနေငယ်ပဲကျန်တဲ့အချိန်မှာဘင်္ဂလားဒေ့ရှ်အစွမ်းမှရပ်တည်နေပါတယ်။ဘာဖြစ်မလဲဆိုတာမတိကျမေးရနဲ့တောင်းယူနေကြရပါတယ်။